တုံးတက်ကွမ်းနဲ့လမ်းမဲ့ဟိုးတိုက်ကရဲ့ Mercedes promotion တုံးတက်ကွမ်းကပါလေဘက်ထရီတုံးဝယ်လိုက်တိုင်းဝယ်လိုက်တိုင်းနှစ်သိန်း discount အင်ဗာတာမပါဘူးဗျာကျွန်တော်ကအရင်တော့ဘက်ထရီတတုံးနဲ့ပဲတွဲထားတယ်အခုတတုံးထပ်တွဲခြင်းနဲ့နှစ်သိန်းရမယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ဘက်ထရီသုံးတုံးများဝယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီပေါ်မှာထပ်ထားတဲ့အင်ဗာတာ 5k အင်ဗာတာတလုံးဖရီးရမယ် နောက်တစ်ခုကတော့ဘာလဲလို့မေးလို့ရှိရင်ပိုကနဲ့ installation charge free ရန်ကုန်မြို့တွင်သူကဘာလဲဆိုလို့ရှိရင်ဗျာ battery 6တုံးဝယ်ရင် inverter နှလုံးရမှာလားမင်းခုပုံစံမျိုးမှာအောက်မှာ battery 3တုံးထပ်ထပ်လိုက်မယ်ဆိုရင်6လုံးဖြစ်သွားမယ်ဆိုရင် inverter နှလုံးလက်ဆောင်ရမယ်ဘူတိုင်းကရဲ့ကျွန်တော် Mercedes All-in-One Power Station က inverter အနေနဲ့ဆိုရင်6လုံးထိ parallel တွဲလို့ရပြီးတော့ battery အနေနဲ့ဆို16လုံးထိတော့ parallel တွဲလို့ရတယ် ်အင်ဗာတာတစ်လုံးပါဆိုရင်ကျွန်တော်ဆိုလာအင်ပို့ဆိုရင်ဝက်9000တိရတယ်ပြီးတော့လို့ရှိရင်နောက်တစ်ခုကဘာလဲလို့မေးလို့ရှိရင်ကျွန်တော်တို့တူကအမကန်နေနေဆိုလို့ရှိရင်လည်းအင်ဗာတာကိုနှစ်နှစ် fully ပေါ့နော်အဲဘက်ထရီကိုကြာလို့ရှိရင်အမကန်9နှစ်ပြအမကန်ကာလာတွင်မှာကျွန်တော်တို့ပြက်တယ်ပြုတ်ဟဲ့ဆိုလို့ရှိရင်လည်းသူကစားပိတ်အနေနဲ့ဆိုရင်မြန်တယ်လို့ပြောလို့ရတယ်။မြန်တယ်ဆိုတာထက်ပေါ့နော်။တကယ်လို့ဒစုံတစ်ခုတို့တို့အစားပေးထားဖို့လိုတယ်ဆိုလည်းအစားပေးတဲ့အစီအစဉ်မျိုးတွေတို့တို့ဘက်ကစီစဉ်ဆောင်ရွက်ပေးတယ်။ ဗိုတိုက်ကရဲ့ကျွန်တော် inverter က 5k hybrid inverter ဘက်ထရီကတော့ကျွန်တော်တို့ 120AA ကိုမှကျွန်တော်တို့က wear hour အနေနဲ့ဆို6044ပေါ့ဒါပေမဲ့ဘက်ထရီအခန့်ချန်တာနဲ့ပါနေဆိုရင်တော့ကျွန်တော်တို့က108 130လောက်တော့ကျွန်တော်တို့တုံးလို့ရမယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဗိုတိုက်ကရဲ့ solid state battery တုံးထားတာเนาะဗိုတိုက်ကကဘာနဲ့နာမည်ကြီးရလဲလို့မေးရင် solid state နာမည်ကြီးတာ solid state ရဲ့အဓိကအားသာချက်ကလည်းဘာလဲလို့မေးလို့ရှိရင် battery density ကောင်းတယ် နောက်တစ်ခုကဒီ safety ပေါ့ကျွန်တော်တို့က lipo 4တို့ဒီကျွန်တော်တို့အရင်တုန်းက lithium mse တခြားအစားထိတခြား battery battery တွေက safety မဖြစ်လို့လားမင်းသူ titan နဲ့ safety တော့ဖြစ်တယ်ဒါပေမဲ့ဒီ lithium group အဖွဲ့ဝင်တဲ့နေရာမှာ solid state battery ကကျွန်တော် safety အဖြစ်ဆုံးလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ထဲမှာရှိတဲ့ battery တွေကိုကျွန်တော်ပုံစံမျိုးစုံနဲ့စမ်းတက်ကြည့်တဲ့အခါမှာသူကအုံတိုင်းခွန်းတို့တစ်ထပ်ပေါက်တဲ့ battery ပုံစံမျိုးမဟုတ်ဘူးနောက်တစ်ခုကသူက low temperature high temperature မှာလည်းအလုတ်ကောင်းကောင်းလုပ်နိုင်တယ် အဲနောက်ထပ်တစ်ချက်အားသာချက်ကပါလဲဆိုလို့သူကဒီ solid state battery ပေါ့နော်ဒီ voltaic ကမှတုံးထားတဲ့ solid state battery ကတကယ်သူကဒီ international lab တွေမှာသူကတကယ်ကိုပဲစမ်းတက်အောင်မြင်ထားတဲ့ battery ပြပြီးတော့လို့ရှိရင်သူက solid state battery က external shock ကိုလည်းသူက battery ထဲကနေအလိုလျောက် block ပေးတဲ့ဟာပါ internal shock တော့မရဘူးပေါ့ကဲဒါဆိုလို့ရှိရင်တော့အလန်းဆုံးအကျန်းဆုံးဖြစ်တဲ့တုံးတက်ကွမ်းနဲ့လမ်းမဲ့ old type ရဲ့ mercedes promotion ကို လက်မလွတ်ချင်ဘူးဆိုရင်ကျွန်တော်တို့ Tegu 7 Electronic Hardware မှာကိုကြော်လန့်ခဲ့ဖို့ဖိတ်ခေါ်ပါရခင်ဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်